BSN News ပြည်သက်များမင်္ဂလာပါခင်ဗျာ။ခုချိန်အစပြီး BSN News ရဲ့နိုင်ငံတကာသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့တီဟာပါ။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဘင်္ဂလားဒေ့ရှ်မှာပြင်းအား9.8အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်မှုကြောင့်3ဦးသေဆုံးပြီးအိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ခိုးကတာတို့မှာတုံခါမှုတွေခံစားရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလွေမာလာ21ရက်နေ့မနက်7:00နာရီရှိမိနစ်က တကာမျိုးမှကီလိုမီတာ90ခန့်ကွာ နာစင်ဒီမျိုးရဲ့တောင်အနောက်တောင်ဘက်73ကီလိုမီတာကွာမြေအောက်အနက်10ကီလိုမီတာကိုပိုပြပြီးပြင်းအား9.8အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါလေငလျင်ကြောင့်တကာမျိုးဘုံရှယ်ရက်ရှိငါးရက်တိုက်အဆောင်တစ်ခုရဲ့တံပါရန်ရုတ်တရက်ပြိုကျခဲ့ရမှာလမ်းလျှောက်နေတဲ့လူ3ဦးသေဆုံးခဲ့ပြီး65ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေတာရင်းသတင်းများမှာဖော်ပြထားပါတယ်အာနာမနီက ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုစစ်ဆင်းနေစဉ်တွင်ပြည်သူများအနေနဲ့စိတ်တည်ငြိမ်စွာနေထိုင်ကြဖို့ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရရဲ့ကြီးကဲအကြံပေးပုဂ္ဂိုလ်မိုဟာမက်ယူနက်စ်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ယူနက်စ်ကပြည်သူအားလုံးရဲ့ဘေးကင်းလုံခြုံမှုကိုတေချာစေဖို့ကျွန်တော်တို့ဆက်လက်ကြိုးပမ်းသွားမှာပါလို့ဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။အဲ့ဒီငလင်ကြောင့်အိန္ဒိယရှေ့မြောက်ပိုင်းနဲ့ကိုကတာတို့မှာပါတုံခါမှုတွေခံစားခဲ့ရတဲ့အတွက်ကြောင့်ဂျိုတင်ကာကွယ်မှုဖြစ်လူများပြားဟာနေအိမ်တွေနဲ့အဆောက်အအုံများမှအလူရက်ထွက်ပြေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာလောလောဆယ်လူအသက်ဆုံးရှုံးမှုနဲ့ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုများမရှိသေးကြောင်းတောင်းရှိသူများကပြောကြားခဲ့ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ဗီယက်နမ်လယ်ပိုင်းမှာမူတီထန်ချင်းရေကြီးခြင်းနဲ့မြေပြိုခြင်းများကြောင့်အ ਨੇ စုံ42ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ဗီယက်နမ်နိုင်ငံအလဲပိုင်းဒေသမှာ၃ရက်အတွင်းမိုးရေချိန်150စင်တီမီတာလက်မ60ကျော်ရွာသွန်းခဲ့မှုကြောင့်ကျယ်ပြန့်တဲ့ရေကြီးမှုနဲ့မြေပြုံမှုတွေဖြစ်ပွားခဲ့ပါတယ်။နိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့ကစပြီးပြီးနယ်6ခုမှာလူပေါင်းအနည်းဆုံး42ဦးတေဆုံးခဲ့ကာနောက်ထပ်9ဦးကိုဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းပအဝင်ဝန်ကြီးဌာနကကြေညာပြတင်းနေ့မှာထုတ်ပြန်ပါတယ်။ နေပေါင်း9200ကျော်ရေလွှမ်းမှုခံခဲ့ရပြီးလူပေါင်း6200နီးပါးကို၎င်းတို့ရဲ့နေအိမ်တွေကနေဘေးလွတ်ရာကိုရွှေ့ပြောင်းပေးထားရကြောင်းဝန်ကြီးဌာနရဲ့စာသပတေးနေထုတ်ပြန်ကြေညာသိရပါတယ်။မြေပြုံမှုတွေကြောင့်အထူးကလမ်းမကြီးများစွာဆက်လက်ပိတ်ဆို့နေဆဲဖြစ်ပြီးလျှက်စစ်မီးသုံးဆွဲသူတသန်းခန့်ဟာမီးပြတ်တောက်ခဲ့ပါတယ်။ဗီယက်နမ်နဲ့သတင်းစာရဲ့ဖော်ပြချက်အရလမ်ဒုံပြည်နယ်ရှိဒါနမ်မြေပေါ်မှာဂျိုဒရာဒဇင်ဟာစာသပတေးနေမနက်ပိုင်းမှာရေစီးနဲ့အတူမျောပါသွားခဲ့ကြောင်းသိရပါတယ်။ ဒါပြင်မိုးကြီးရေရှမ်းမှုမြေပြုံမှုတွေထပ်မံဖြစ်ပွားနိုင်ကြောင်းမိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ဗီယက်နမ်လေပိုင်းဟာကော်ဖီစိုက်ပျိုးထုတ်လို့ရတဲ့အဓိကနေရာနဲ့နိုင်ငံရဲ့လူကြိုက်အများဆုံးကမ်းခြေများတည်ရှိရာဒေသလည်းဖြစ်ပါတယ်ခင်ဗျာ။